မင်္ဂလာပါရှင်မနက်စာခေါင်းဆွဲပြုတ်ကိုလွယ်လွယ်လေးလှုပ်ရှားပါတယ်ဒါပေမဲ့လို့ချက်တောင်မန်လေးကြော်လေးပါထည့်ပြီးတော့လှုပ်ရှားတာမို့လို့အယမ်းမိန်ပါတယ်လုံနည်းနည်းမြပါမယ်ရှင်ချက်တောင်မန်ကိုစားနေတိုက်စီရတာဖြစ်ပါတယ်သူတဲကိုအရာတာမုံထဲမှာပဲပြီးတော့နောက်ပြီးတော့ငံများကြီးအနေငယ်ထဲပါတယ်ပြီးစားလေးမိမိလိုတယ်ဆိုရင်တော့ထပ်ထည့်နိုင်ပါတယ်ပြီးသွားတဲ့အခါမှာကျမကသူတဲကိုအကြုံမှုန့်ထဲပါတယ်အကြုံမှုန့်မရှိကစမ်းမှုန့်ထဲနိုင်ပါတယ် အကြောင်းမုတ်ကို၃လေးစုံလောက်ထည့်လိုက်တယ်။ပြီးသွားရင်ကျွန်မတို့အရင်းငယ်ညီပြီးတော့ငင်းငင်းလေးကွတ်ကွတ်လေးဖြစ်နေအောင်မလို့အပေါ်ကနေပြီးတော့ကျွန်မငင်းကိုကောင်းလေးအောင်းလိုက်တယ်ပြီးတော့ရေလေးနည်းနည်းထည့်ပြီးတော့သူ့ကိုနေပြီးတော့နှက်ထားလိုက်တယ်။အိုးလေးကိုစီထည့်တယ်။ချက်တောင်မှန်လေးညီနှက်ထားတာအောင်ထည့်မယ်။ပြီးရင်လုံးဝရဲလာတဲ့နေထိုင်ရောက်တဲ့အထိကျွန်မကြောက်ပါမယ်ရှင်။ လိုက်လို့စားကြပါစားလို့လည်းကောင်းတယ်လောရတာလည်းလွယ်ကူတယ်မနှက်စာမဟုတ်ဘဲနဲ့နှိမ့်လေစာဖြစ်နေတုံးဆောင်နိုင်ပါတယ်ရှင် ချက်တောင်မှန်လေးတွေပါဒီချက်တောင်မှန်လေးတွေကိုကျမကအထက်အောက်လှမ်းပေးပါလေပြီးသွားရင်တော့ချက်တောင်မှန်လေးတွေကအခုလိုမျိုးလေးရဲလာပြီဆိုရင်တော့ ready ဖြစ်ပြီဆိုရင်တော့ကျမကသူ့ကိုတစ်ဖက်ကိုဖယ်ထားလိုက်ပါတယ်ဒီစီထဲမှာပဲကျမဆက်ပြီးတော့ခေါက်ဆက်ပြုတ်ကိုထည့်ပါမယ်စီထဲကိုချက်သွန်မျိုးဓာပြရိုက်ထားတာနှစ်ပြသုံးပြလောက်ထည့်လိုက်ပြီးတော့စီတက်လိုက်ပါတယ်ချက်သွန်မျိုးလေးတွေနည်းနည်းလေးရဲလာတဲ့အနေအထားဆိုတော့မှကျမကျင်းနာလေးကိုထပ်ပြီးတော့ထည့်မှဖြစ်ပါတယ်ရှင် ကျတဲ့မူလေးတွေရဲလာတဲ့အနေအထားဆိုရင်တော့အယောင်တင်မုံလေးအနေငယ်ထည့်ပါတယ်။ကျမအယောင်လေးလိုချင်တဲ့အတွက်အယောင်တင်မုံလေးထည့်လိုက်တာပါ။ပြီးတော့ရင်တော့ရေကိုကျမက900 ml လောက်ထည့်လိုက်ပါတယ်။နှစ်ယောက်စားဖြစ်တဲ့အတွက်900 ml လောက်ကျမထည့်လိုက်ပါတယ်ရှင်။ဒါကတော့ခရူးစီပါခရူးစီသမင်းစားဆုံးနှဆုံးစားထည့်ပါတယ်ရှင်။ဒါကတော့ပဲငပိပါပဲငပိလေးအနေငယ်ထည့်ပါတယ်။ အခုထည့်လိုက်တာကတော့ကျမကပင်းငမြရဲ့အချိုကြီးအနေငယ်ထည့်တာဖြစ်ပါတယ်။ပြီးရင်တော့အရာတာမောင်လေးထည့်တယ်၊တကြားလေးထည့်ပါတယ်။ခေါက်ဆွဲလေးတွေလည်းထည့်ပါတယ်ရှင်။ပြီးရင်တော့ခေါက်ဆွဲလေးတွေနူးဤလာတဲ့အနေထားရောက်တည်တည်ကျမဒီမှာပြုတ်ပါတယ်ရှင်။ ကျမကမုံလောင်ပင်ပေါက်လေးနေထဲပါတယ်ရှင်မုံလောင်ပင်ပေါက်ကိုနည်းနည်းမဟုတ်ပဲနဲ့အများကြီးစားချင်တော့မလို့ကျမအများကြီးထည့်လိုက်ပါတယ်တစ်စီးတည်းမှာမုံလောင်ပင်ပေါက်9ပင်လောက်ပါတယ်အဲ့ဒါကိုကျမလှီးဖြတ်တန့်စင်ပြီးတော့သူ့တွေကိုထည့်လိုက်ပါတယ်ရှင်နောက်တစ်ခုကကြတော့မိမိကဒီမှာအသားလုံးထည့်ချင်တယ်ဆိုရင်လည်းသူ့တွေကိုအသားလုံးထည့်နိုင်ပါတယ်ကျမကတော့စက်သားဖြစ်တဲ့အတွက်စက်သားလုံးလေးတွေဝယ်လာပြီးတော့အသားလုံးလေးတွေထည့်လိုက်ပါတယ်ရှင် ဒါလုံးလေးတွေထည့်ပြီးသွားတယ်ဆိုရင်တော့ကျမတို့သူ့ကိုအပေါ်ကနေပြီးတော့မြေကောင်းလေးနန္နာအောက်လိုက်ရင်ဖြင့်အရန်စားကောင်းနဲ့ခေါက်ဆက်ပြုတ်ပြီးတအိုးရရှိပါပြီ။နေလည်းပဲစားစားမနက်ပဲစားစားစားလို့ကောင်းတဲ့ခေါက်ဆက်ပြုတ်အနေထားလေးပါရှင်။အရသာကတော့စိတ်ချမြင့်ယူနိုင်ပါတယ်ရှင်။ ဒါဆိုရင်ပထမကြော်လာတဲ့ကြက်ကြော်တွေပဲရောက်သွားမလဲဆိုတော့ကျမကဟီဆုပ်ပကံကိုပြင်လိုက်ပါတယ်ခေါဆက်ပြုတ်ဆုပ်ကို ပြင်ပြီးတော့တာနဲ့အပေါ်ကနေပြီးတော့ကြက်တောင်ပံက6ခုကြော်လာတာဖြစ်တဲ့အတွက်ကြောင့်မို့တယောက်သုံးခုစီလေးကိုထည့်ပြီးတော့အလှဆင်လိုက်ပါတယ်ဒါကတော့ကျမတို့ရဲ့ breakfast ဖြစ်ပါတယ်ရှင် thank you ပါ